ကျွန်တော်ဒီနေ့မှာတော့စာဖတ်ဝါနာပါတဲ့မိတ်ဆွေတွေအတွက်စာရေးဆရာကြီးတွေရဲ့စာအုပ်တွေကိုဖုန်းထဲမှာနဲ့ offline နဲ့ free ဖတ်လို့ရမယ် application လေးတစ်ခုကို share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။အဲ့ဒီ application လေးကတော့စာချက်ဘူးမြန်မာဘုတ် reader ဆိုတဲ့ application လေးပဲဖြစ်ပါတယ်။ application လေးကို Play Store မှာတောင်းပြီးတော့ install လုပ်ထားလို့ရပါတယ်။ install လုပ်ပြီးသွားရင်တော့ app ထဲဝင်လိုက်တာနဲ့ offline နဲ့ဖတ်လို့ရတဲ့ sound တွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ကိုဖတ်ချင်တဲ့ sound အုပ်ကိုရွေးပြီးတော့ renown ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်တာနဲ့ဆက်ဖတ်လို့ရရဖြစ်ပါတယ် ။နောက်ပြီးတော့စာအုပ်အုပ်ရဲ့မာတိကာကိုကြည့်ရင်လည်းဆိုရင်တော့ဖုံးမှန်မြင်ကိုလက်လေးနဲ့နှစ်ချက်လောက်ထိလိုက်။ဒါဆိုရင်တော့ဖုံးရအပေါ်တောင်တန်းလေးမှာစာအုပ်ပုံစံ icon လေးနဲ့ A ပုံစံ icon လေးနှစ်ခုပေါ်လာမှာပဲဖြစ်ပါတယ်။စာအုပ်ပုံ icon လေးကိုနှိပ်လိုက်ရင်တော့စာအုပ်ရဲ့မာတိကာ table of content ကိုကြည့်လို့ရမှာပဲဖြစ်ပါတယ်။အဲထဲကနေကိုလိုချင်တဲ့အခန်းကိုအလွယ်တကူသွားဖတ်လို့လည်းရပါတယ်။ ောက်ပြီးတော့ဒီပုံစံ icon လေးကိုနှိပ်လိုက်ရင်တော့စာအုပ်ထဲကစလုံးကြီးရဲ့ font အနေနဲ့စာအုပ်ရဲ့ background color တွေကိုချိန်လို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ချက်ကကိုဖတ်နေတာမပြီးသေးတဲ့စာအုပ်တွေကိုနောက်တစ်ခါဆက်ပြီးတော့ပြန်ဖတ်ချင်တယ်ဆိုရင်နောက်ဆုံးဖတ်ခဲ့သောစာအုပ်များဆိုတဲ့နေရာမှာဝင်ပြီးတော့ဆက်ဖတ်လို့ရပါတယ်။နောက်ပြီးတော့စာရေးဆရာများဆိုတဲ့အပိုင်းမှာတော့ကိုကြိုက်တဲ့စာရေးဆရာကိုရွေးပြီးတော့လည်းသူရေးထားတဲ့စာအုပ်တွေကိုလည်းဖတ်လို့ရပါတယ်။ ွေကြိုက်တဲ့စာအုပ်တွေဆိုရင်တော့အဖုံးရဲ့အပေါ်တောင်နှားလေးမှာရှိတဲ့အပေါင်းလက္ခဏာလေးကိုနှိပ်ပြီးတော့စာမတ်ဆိုတဲ့ဖွင့်မတ်ထဲမှာတင်ထားလို့ရပါတယ်။နောက်ထပ်ဖတ်ချင်တဲ့အခါမှာစာမတ်ဆိုတဲ့ထဲကိုဝင်ပြီးတော့လည်းဖတ်လို့ရပါတယ်။နောက်ပြီးတော့နောက်ထပ် offline စာအုပ်အတစ်တွေထပ်လိုချင်တဲ့ဆိုရင်တော့ဖုန်းရဲ့မှန်ပြင်ကိုအပေါ်ကနေအောက်ကိုလက်နဲ့ဆွဲပြီးတော့ပို့ပေးလိုက်ဒါဆိုရင်တော့ offline စာအုပ်အတစ်တွေတက်လာမှာပဲဖြစ်ပါတယ် ကိုက offline နဲ့ဖတ်လို့ရတဲ့စာအုပ်တွေအပြင် နောက်ထပ်နောက်ထပ်စာအုပ်အတစ်တွေကိုထပ်လို့ခြင်းနဲ့ဆိုရင်တော့ပြင်ဆင်ဆိုတဲ့ setting တွေကိုဝင် နောက်ပြီးတော့စာအုပ်များ download ဆွဲရန်ဆိုတာကိုနှိမ့် internet ဖွင့်ပြီးတော့ download ဆွဲပေးရမှာပဲဖြစ်ပါတယ်စာအုပ်တွေ download လုပ်ပြီးသွားရင်တော့ offline နဲ့ဖတ်လို့ရမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒီ application လေးက support ဝါဒနာပါတယ်မိတ်ဆွေတွေအတွက်အသုံးဝင်မယ်လို့ထင်ပါတယ်